ားလုံးပဲမင်္ဂလာပါကဲဒီနေ့မှာတော့ကျွန်တော်တို့ဗားလေးလေတင်ဂီတာလေးရာ letter i လေးရဲ့ short vowel စောင်းတင်ဂီတာလေးမိတ်ဆွေတို့သိတယ်နော်ဘလို့ထွက်လဲအေးအတန်လေးဖြစ်ပါတယ်ကဲဒါဆိုရင်အနောက်က t လေးနဲ့ဆိုရင်ဘလို့ထွက်လဲ8 good okay ဒါဆိုရင်ဒီစကားလုံးလေးတွေကျွန်တော်တို့ဖတ်တတ်ပြီပေါ့ဖတ်ကြည့်ပါဦး sit bit hate hate good okay ဟုတ်ပြီဒါလေးတွေရောထွက်ကြည့်ပါဦး8ဟောဒါလေးရောမှတ်မိလား s လေးပါပေးမယ်ဘာတန်လေးနဲ့လေ z အတန်လေးနဲ့ဆုံးနေတယ် is in if โอเคเนาะဘာတန်လေးလေဒီသင်္ကေတလေးပေါ့8အတန်လေးဖြစ်ပါတယ်โอเคဒါဆိုရင်အရှိမဟဟော o လေးနဲ့ g နဲ့လာပြီးဘာလဲ o လေးရဲ့ short vowel ဆောင်းအတန်သင်္ကေတလေးဒါလေးလဲကျွန်တော်တို့လေ့ကျင့်ခဲ့တယ်เนาะ o လေးနဲ့ g လေးဆိုဘယ်လိုထွက်လိုက်လဲ og ဒါဆိုရင်ဒါ ड़ी ပေါင်းထွက်ကြည့်ပေါင်း dog frog hog log โอเคเนาะโอ้အတန်လေးဖြစ်ပါတယ်ဟောဒါလေးရော A လေးနဲ့ A လေးရဲ့ short vowel sound အတန်လေးနဲ့သင်္ကေတလေးမိတ်ဆွေတို့မှတ်မိလားမှတ်မိတာပေါ့လေ့ကျင့်ခဲ့တာပေါ့โอเคဒါဆိုရင်ထွက်ကြည့်ပေါင်း sad bad mad head โอเคเนาะမေးကြီးအောက်ချတဲ့ထွက်တဲ့အတန်လေ့ကျင့်ခဲ့တာပေါ့ โอเคเนาะဒါဆိုရင်ဒီ short vowel sound တင်ဂီတာအတန်လေးတွေမိတ်ဆွေတို့အများကြီးတဖြည်းဖြည်းတိလာပြီးအတန်ထွက်တက်လာပြီဒါဆိုရင်ကဒါလေးရောကျွန်တော်တို့တလုံးချင်းဖတ်ကြည့်ပါအောင် sit dog sit okay ဖတ်ကြည့်ပါအောင်ကျွန်တော်ဒီမှာဒါလေးကိုဒီမှာဒီလိုလေးပြလိုက်မယ်မိတ်ဆွေတို့ကအရင်ဖတ်တလုံးချင်း a dog was mad အရင်ထွက်ကြည့်ပါအောင် the dog was bad. Do it bit a hog. Sit, dog, sit. Bad dog is in a pit. dog is sad. Okay. ဒါဆိုရင်မေဆွေတို့တွေ့လားအတန်လေးတွေတွေ့လားဘာလေးလဲ O ရဲ့ letter O ရဲ့ short vowel sound အတန်လေးတွေရော A ရဲ့ letter A ရဲ့ short vowel sound အတန်လေးတွေရောပါတယ်နော်ပေါင်းပြီးတော့ကျွန်တော်တို့လေ့ကျင့်ထားတာပြီးတော့ရင်အချိန်ရရင်စာကြောင်းလေးတွေကိုစောင့်ထဲမှာချရေးပြီးတလုံးချင်းစီကိုအတန်မှန်မှန်ထွက်နိုင်အောင်ကြိုးစားပြီးတော့လေ့ကျင့်ပါများများလေ့ကျင့်ပါ Okay ခင်ဗျာဆိုရင်ဒီအတန်လေးပေါ်ပြန်လာပြန်ပြီးဘယ်လိုထွက်လဲ A okay ဒါဆိုရင်ထွက်ကြည့်လိုက်တော့အနောက်မှာ G လေးနဲ့ဆိုရင် egg G တန်လေးနဲ့ပေါ့ဒါဆိုရင်ထွက်ကြည့်လိုက်မယ် pig big dig okay ဒါလေးရော a အတန်ပေါ့အနောက်မှာ l လေးပါတော့ရှာလေးလေး will ဒါလေးလေးလိုက်မယ်နော် fill hill okay နော်ဘာတန်လေးလဲ a a အတန်လေးဖြစ်ပါတယ် okay ဒါလေးဆိုရင်ရောထွက်ကြည့်ပါ win bin in နောက်မှာ and တန်လေးကပ်ပါတဲ့အတွက်ကြောင့်မလို့ in တို့ ning နဲ့အဲ့ဒီအတန်လေးတွေဖြစ်ပါတယ်ကြားရပါတယ်နော် okay ဟောလာပြန်ပြီဘာလေးလဲ a လေးရဲ့ short vowel sound အတန်လေးပေါ့ထွက်လိုက်တော့ cat hat rain good okay ဒါဆိုရင်ကျွန်တော်တို့အတန်လေးတွေတိသွားပြီထွက်ပြီးသွားပြီစကလုံးလေးတွေအတန်ထွက်ကိုတလုံးချင်းစီတေချာလေ့ကျင့်ပြီးသွားပြီဆိုရင် okay ဒီစာကြောင်းလေးတွေရောထွက်ကြည့်ပါအောင်ဖြည်းဖြည်းချင်း cat and pig. A pig ran, eat, ran and ran. A cat ran, eat, ran and ran. will the pig win? Will the cat win? The pig and the cat will win. Okay, okay. 啊，所以，没事，如 short vowels are အတန်လေးရော short vowel sound a လေးရဲ့အတန်လေးရော o လေးရဲ့အတန်လေးရောရသွားပါပြီ okay နော်တေချာလေးလေ့ကျင့်ပါများများလေ့ကျင့်ပါနောက်မြဝင်မှုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ် allergies အများကြီးတင်ပါတယ်